မင်္ဂလာပါခင်ဗျာ sharing မြန်မာမှကြိုဆိုပါရစေ sharing မြန်မာမှသတင်းများနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့မယ်ဒီယာမှာရှိနေတဲ့စီးအခြေအနေကိုအရင်ဆုံးတင်ဆက်ပေးသွားကြပါမယ်ဒါကတော့ပြီးခဲ့တဲ့2024ခုနှစ်ဇွန်လ25ရက်နေ့မှာစတင်ခဲ့တဲ့တတိယနှစ်ကွန်စစ်စင်ဒုတိယပိုင်းအတွင်းပလောင်လက်နက်ကိုင်တပေါင် DNL ရဲ့လက်နက်တပ်ဆင်ပေးမှုဒီစားနေအခါနဲ့ခေရန်ထုတ်ပြန်ပေးမှုတွေနဲ့အတူ PR မြင့်ရဲ့အရှိတ်ဘက်ချမ်းမှာရှိနေတဲ့မန္တလေးတိုင်းရဲ့ဖက်ချမ်းမှာရှိနေတဲ့မုံကုတ်မယ်ဒီယာစင်ကိုတကြောလုံးကိုမန္တလေး PDF ကဥဆောင်ပြီးတော့တိုက်ခိုက်မှုတွေ ုလုပ်ခဲ့ပါတယ်။အဲဒီလိုတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အတွက်ဒီမဒီယာပတ်ဝန်းကျင်ထိလည်းမန္တလေး PDF နဲ့အပေါင်းအပါတွေလာရောက်စုဖွဲ့မှုတွေပြုလုပ်ပြီးတော့စင်ကူလက်ပံလာတဲ့ကျောင်းနယ်ဝါဖြူတော်တပေချင်းဖော်တော်လန်းဆောင်တစ်လျှောက်လုံးကိုအကြမ်းဖက်သမားတွေကလာရောက်တိုက်ခိုက်ထိန်းချုပ်ပြီးတဲ့နောက်ခြေရင်းနဲ့အားလုံးကိုလဝကြီးအုပ်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အခုနိုဝင်ဘာ24ရက်နေ့မှာပဲတမတော်ကမဒီယာတနေ့လုံးကိုတိုက်ခိုက်သိမ်းပတ်လိုက်ပြီးဖြစ်တဲ့အတွက်မဒီယာတကျောင်းမှာစုဖွဲ့လှုပ်ရှားနေတဲ့မန္တလေး PDF မဒီယာပကဖာစင်ကူပကဖာနဲ့တပေချင်းပကဖာအပါအဝင် ARM ရဲ့အနောက်ဘက်ခြမ်းမှာရှိနေတဲ့ရွှေလာခုတ်တူးနေတဲ့အဖွဲ့တွေအားလုံးဝ င်းရောစိတ်ဝင်ပြီးတော့စေးရေးလှူရှားနေတဲ့မရေရတကြောလုံးမှာတမတော်ကပြန်လဲထင်းချုံနိုင်လိုက်ပြီးဖြစ်ပါတယ်။တမတော်ကနိုဝင်ဘာ24ရက်နေ့ကပဲဒီမရေရနဲ့စင်ကူအဆက်မှာရှိနေတဲ့ပက်လေအင်ရွာကိုပြန်လဲပြီးတော့ထင်းချုံလိုက်တာဖြစ်ပါတယ်။ပက်လေအင်ရွာကိုထင်းချုံလိုက်ပြီးဖြစ်ပြီးတဲ့နောက်မနိုဝင်ဘာ25ရက်နေ့မှာပဲမရေရနဲ့စင်ကူတကြောလုံးမှာရှိနေတဲ့အကြမ်းဖက်သမားစုဖွဲ့နေရတွေကိုဆက်လက်ပြီးနေမရှင်းလင်းဆောင်ရွက်လျက်ရှိပါတယ်။ပြီးခဲ့တဲ့ဒီနိုဝင်ဘာ14ရက်နေ့ဝင်းကျင်ကလေးကပဲဒီတမတော်စစ်ကြောင်းတွေကရင်းနှီးတာလန်းစုံပြီးလို့ရှိရင်နိုဝင်ဘာပထမပတ်ကလေးကအင်ဂျင်မြိုင်နောက်ပြီးတော့ဒီဆယ်တော်ကြီးတကြောလုံးကိုပြန်လဲထင်းချုံနိုင်ခဲ့တာ ဖြစ်ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ရက်ကလည်းဇချင်းမှာအခြေပြုထားတဲ့တမန်တော်စစ်ကြောင်းတွေကတော့ရောက်ဆိုသူလိုစစ်မျက်နှာပေါင်းစုံကနေနေမြရှင်လေးပိုက်စိတ်တိုက်ဆောင်ရွက်လာတာဖြစ်တဲ့အတွက်မန္တလေး PDF နဲ့အပေါင်းပါရီ AR မြို့ကိုကြားခံပြီးတော့သခိုင်းနဲ့မန္တလေးဘက်ချမ်းမှာစီးရေလှူရှာမှုပြုလုပ်နေတယ်။စက်ကြီးကောက်နေတယ်။ပုံတွေရေးကိုအကြောင်းပြပြီးတော့ရန်မုံငွေရှာတော်လန်ရေးရန်မုံငွေအနေနဲ့အသုံးပြုနေကြတဲ့အဖွဲ့တွေအားလုံးရဲ့စုမှုထားရနေရကိုတမန်တော်ကပြန်လည်တိုက်ခိုက်သိမ်းမှတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်သိမ်းမဲ့နိုင်ခဲ့ပြီဖြစ်တဲ့အတွက်အကြံဖက်သမားတွေစုမိုးထားတဲ့စင်ကူလက်ပံလာတကြောလုံးကိုလည်းတမရော်ကဒီနေ့နိုဝင်ဘာ26ရက်နေ့မှာပဲစတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာပထမပတ်ကလေးကဒီစင်ကူအေရီးယားတကြောလုံးမှာရှိနေတဲ့အကြံဖက်သမားတွေကိုနေမီရှင်ကြီးဆောင်ရွက်ဖို့ပြင်ဆင်လျက်ရှိပြီးတော့ဒီနက်ကြီးစင်စချင်းဘဝင်းကြီးကလည်းစစ်ကြောင်းထိုးစီကြတဲ့လာတာရှိတယ်။မိုးကုတ်မရေရလမ်းမိုင်းကနေဒီတမရော်ရဲ့ပင်မစစ်ကြောင်းကြီးကနေမီရှင်ကြီးဆောင်ရွက်နေတာရှိတယ်လို့ဆယ်တော်ကြီးဘဝင်းကြီးမှာရှိနေတဲ့ဒီအင်ဂျင်မြိုင်ဆယ်တော်ကြီးတကြောမှာနေမီရှင်ကြီးဆောင်ရွက်နေတဲ့တမရော်စစ်ကြောင်းတွေကလည်းအကြံဖက်သမားတွေစုဖွဲ့ နေတဲ့နေရာတွေကိုတောက်လျှောက်ဆိုလို့နေမရှင်းလေးဆောင်ရွက်နေတာဖြစ်ပါတယ်။အခုဆိုရင်တော့ဒီစင်ကူးနေတဲ့ဒီတပ်မတော်စစ်ကြောင်းတွေကနေမရှင်းလေးဆောင်ရွက်နေတာဖြစ်ပြီးအနည်းဆုံးစစ်ကြောင်းကြီး၃ကြောင်းထံမှနေကပိုက်စိတ်တိုက်ပြီးတော့ရင်မောင်တန်းရှင်းလင်းလျက်ရှိတယ်လို့သိရပါတယ်။အခုဆိုရင်တော့တပ်မတော်ကပြန်လဲထိန်းချုပ်လိုက်တဲ့စင်ကူးဒီမတရားအဆက်ကနေလက်ပံလာလမ်းစုံတွေတွေ့ကြည့်မယ်ဆိုလို့ရှိရင်73မိုင်ကျော်74မိုင်ဝန်းကျင်သာရှိပါတော့တယ်။ဒါကဒီပြည်တော်စုလမ်းမကြီးကသွားရင်73မိုင်ကျော်74မိုင်ဝန်းကျင်ရှိတာဖြစ်ပါတယ်။အတဲတိုင်းအထောင်တိုင်းတဲမယ်ဆိုရင်တော့70မိုင်ကျော်အကွာဝေးသာရှိပါတယ်။ဒီကနေဆက်သွားမယ်ဆိုလို့ရှိရင်ဒီရကန်းစင်တောင်ရှိမ ယ်အဲဒီကနေဆက်သွားမယ်ဆိုလို့ရှိရင်တော့ညာဝန်းရွှေပြည်လမ်းစုံလို့ရှိမှာဖြစ်ပါတယ်ရွှေပြည်ကဒီမိုးကုတ်မတရားလမ်းကြောင်းကြီးပေါ်မှာအဓိကကြားရတဲ့ရွာကြီးရွာလို့ဆိုရမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ကတမတော်ကပြန်လဲတိုက်ခိုက်သိမ်းပတ်လိုက်တဲ့တန်ငါရွာလိုမျိုးရင်းနှသာရွာလိုမျိုးစက်ကြီးကိတ်ကြီးဖွင့်ထားတယ်လမ်းမကြီးပေါ်မှာတည်ရှိပြီးတော့အတွင်းထဲမှာရှိနေတဲ့ထုံကြီးတိုက်တဲ့အထိစိတ်ဆက်ထားတဲ့နေရာတွေဖြစ်ပါတယ်ထုံကြီးကိုရောက်ဖို့ဆိုလို့ရှိရင်ဂျားမာတောင်အင်းဆဲတဲ့စတဲ့ရွာတွေရှိပါသေးတယ်ထုံကြီးတိုက်နေဆိုတာက ARM ရဲ့ကန်နက်မှာရှိပြီးတော့အနောက်ဘက်ကဒီရွှေဘိုဝက်လက်တကြောက PDF တွေနဲ့ချိတ်ဆက်မှုတွေပြုလုပ်နေတယ်ထုံကြီးတိုက်နေဖြစ်တဲ့ ရဲ့အတွက်တိုက်နေဆေးရုံလည်းရှိပြီးတော့တပ်မတော်ရဲ့ဒီကြောင်တိုက်ခိုက်မှုနဲ့မြရှင်လေးဆောင်ရွက်မှုတွေအတွင်အကြမ်းဖက်သမားတွေလာရောက်စုဖွဲ့ပြီးစေကူတောင်မှုပြုလုပ်နေတဲ့နေရာတွေဖြစ်ပါတယ် တို့တို့ဒီနေရာတွေကိုမကြခင်တက်မလို့ကနေမြရှင်လေးဆောင်ရွက်တော့မှဖြစ်တဲ့အတွက်မတရားတကြောလုံးမှာဆေရှုံပြီးဆုတ်ခွာသွားရတယ်မန္တလေး PDF မတရားပါကဖအပါဝင် local PDF တွေအားလုံးကဆင်ကူးနေတဲ့ကိုဒီဇောင်းကနေလွတ်လိုက်တဲ့နွားတွေလို online ကျင်းလိုက်ဆစ်ဆောင်သွားကြပြီဖြစ်ပါတယ်ဒီအကြမ်းဖက်သမားတွေကဆစ်ဆောင်သွားကြတာတွေကိုဒီဒေသခံမိဘပြည်သူတွေဆစ်ဆောင်သွားကြတယ်ဆိုပြီးတော့နာမည်ခံပြီးတော့ပြောင်းရွှေ့မှုတွေပြုလုပ်နေရဆိုတဲ့တတင်းတွေကြားသိရပါတယ်အကြမ်းဖက်တွေနဲ့အကြမ်းဖက် AP media တွေကတော့တက်မလို့ကမတရားတကြောလုံးကိုတိုက်ခိုက်သိမ်းပတ်လိုက်ပြီဖြစ်တဲ့အတွက်ဖေဖေးဆောင်အရေးအတွက်၄000ကျွဲကနေ9000ကျွဲ ိပြီးတော့စားနပ်ရိက္ခာလိုအခြေအနေမြင့်တက်နေတယ်။တက်မော်ရဲလေကြောင့်တက်ခိုက်မှုတွေကြောင့်ချမ်းဖက်သမားတွေထိခိုက်သေးဆုံးမှုတွေမြင့်မှုပြင်မဲ့ဒေသခံမိဘပြည်သူတွေသေဆုံးမှုသာမြင့်တက်နေရဆိုပြီးတော့တည်င်းတို့တည်င်းမတွေထုတ်ပြန်နေစေဖြစ်ပါတယ်။အခုဒီနိုဝင်ဘာလထဲမှာ26ရက်နေ့ထိကြည့်မယ်ဆိုလို့ရှိရင်လည်းနိုဝင်ရက်နေ့ကရွှေပြည်မှာရှိတဲ့ချမ်းဖက်သမားတွေစုဖွဲ့နေတဲ့နေရာကိုလေကြောင့်တက်ခိုက်ခဲ့တယ်။နိုဝင်ဘာ12ရက်နေ့မှာလည်းဒီမှာလည်းဒေါ်မှာရှိနေတဲ့ချမ်းဖက်သမားတွေစုဖွဲ့နေရာကိုလေကြောင့်တက်ခိုက်ခဲ့တယ်။နိုဝင်ဘာ22ရက်နေ့ကလည်းနေကြီးစင်မှာရှိနေတဲ့ချမ်းဖက်သမားတွေစုဖွဲ့နေရာကိုစကြင်မှာရှိနေတဲ့တမတော်စစ်ကြောင်းတွေကလက်နက်ကြီးနဲ့ပစ်ခတ်ပြီးအချမ်းဖက်သမားတွေစုဖွဲ့မှု လို့ရှင်းလင်းခဲ့ပါတယ်။ဒီ net ကြီးစင်စာတင်ကြောင်းနဲ့ပတ်သက်ပြီးအကြံဖတ်သမားတွေရဲ့တင်ပြထုတ်ပြန်မှုမှာလည်းအပြစ်မဲ့အရတောက်တွေထိခိုက်သေးဆုံးခဲ့တဲ့ဓာတ်ပုံတွေကိုသာပြသခဲ့ပါတယ်။ဒါပေမဲ့အကြံဖတ်သမားတွေထုတ်ပေါ်ပြသခဲ့တဲ့ဗီဒီယိုနဲ့အမှတ်တမ်းဓာတ်ပုံတွေကစာတင်ကြောင်းအနည်းကျရောပေါက်ကွဲခဲ့တာမဟုတ်ဘဲနဲ့ဗလာပြန်ခဲ့လေဆိုတဲ့တင်ကိုလည်းကျွန်တော်တို့ကြားသိရပါတယ်။အစိုးရဆိုလိုရင်းကိုပြန်ဆက်ရရင်တော့ဒီနေ့နိုဝင်ဘာ26ရက်နေ့မှာပဲတမန်တော်စစ်ကြောင်းတွေကမဒရာအေရီယာအားလုံးကိုထိန်းချုပ်ပြီးတော့စင်ကူအေရီယာထိကိုနေမရှင်လေးဆောင်ရွက်နေပြီဖြစ်ပါတယ်။မကြာခင်ရပ်ပိုင်းတွင်စင်ကူအေရီယာတကျော်လုံးကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်သွားဖို့အလား ားလာတွေရှိနေပါတယ်။လက်မှတ်လောက်ကဒါတမရိုစစ်ကြောင်းတွေထင်းချုံနိုင်ခဲ့မယ်။ ARM ရဲ့ကန်နဆတ်မှာရှိနေတဲ့ထုံကြီးတိုက်နယ်အစေတဲ့အဲဒီကနေတစဉ်ဒီရွှေလေးစင်ကူဒီနေရာတကျော်လုံးကဒါထင်းချုံထားနိုင်ခဲ့မယ်ဆိုတော့ ARM ရဲ့အရှိတ်အဝါနဲ့ ARM ရဲ့အနောက်ဖက်အကြမ်းဖက်သမားတွေကိုစုံတပ်မှတ်ပြီးတော့နေမြရှင်လေးဆောင်ရွက်လို့ရပြီဖြစ်ပါတယ်။ လက်ပံလာလောက်ထိထိန်းချုပ်ထားနိုင်ခဲ့မယ်ဆိုလို့ရှိရင်လည်းလက်ပံလာနဲ့ဝါဖြူတောင်ကြားမှာရှိနေတယ်ဖော်တော်လန်းဆောင်ကြားမှာရှိနေတဲ့အကြံဖက်သမားတွေထိန်းချုပ်ထားတဲ့နေရာတွေကိုလည်းတောက်လျှောက်ဆိုးသလိုစည်အရာထိန်းချုပ်နိုင်တော့မှာဖြစ်ပြီးအကြံဖက်သမားတွေကိုလည်းအမဲချချွေနိုင်တော့မှာဖြစ်ပါတယ်ဒါအပြင်ဝါဖြူတောင်ဖော်တော်လန်းဆောင်ပတ်ဝန်းကျင်ဒီစင်ကိုတပေကျင်းလမ်းမိုက်တွေမှာရှေခိုးတွန်းနေတဲ့အဖွဲ့တွေဝတ်တွေဖက်ရှိလိတ်ကျချောင်းကြီးကြည်တော့ပေါ့စားရရွာတွေအားလုံးကိုလည်းဆက်လက်ပြီးနေမရှင်းနေဆောင်ရွက်သွားဖို့လိုပါတယ်။ဒီလမ်းကြောင်းတစ်လျှောက်မှာအကျံဖက်သမားတွေရဲ့ဆက်ကြီးကိတ်တွေအများကြီးရှိတယ်လို့ အတွင်းပိုင်းမှာရှိနေတဲ့လိပ်ကြဝက်တီဖက်ရှည်ရွာတွေကလည်းအကြံဖက်တွေရွှေခိုးတူးနေကြဆဲဖြစ်ပါတယ်။ဒီနေရာတွေကိုလည်းဒီချင်းတွင်းမြင့်နဲ့မူးမြင့်တလျှောက်ကဖြေမျောဖောင်တွေကိုလည်းရောင်းတိုက်ခိုက်မှုပြုလုပ်တယ်လို့ပဲအကြံဖက်တွေတည်တံ့ရှိနေတဲ့နေရာဖြစ်တဲ့အတွက် PPC စီးနဲ့တွားရောက်လေကြောင်းတိုက်ခိုက်မယ်ဆိုရင်အကြံဖက်သမားတွေအတွက်အိမ်မက်ဆိုးတွေဖြစ်လာနိုင်နေဆိုတော့အကြောင်းအရာကိုတင်ဆက်ပေးချင်ပါတယ်။အဲ့ဒါကတော့ဒီမရီယာစင်ကူတကျော်လုံးကိုတက်မတော်ကပြန်လဲထင်းချုံနိုင်ခဲ့တယ်ဆိုတော့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့မရီယာမြို့နယ်တစ်ခုလုံးကိုတက်မတော်ကအပြေအဝထင်းချုံလိုက်ပြီးဖြစ်တဲ့အကျန်းဖက်သမားတွေကိုလည်း ဒီစစ်ရှုံးပြီးတော့အရှုံးနေတဲ့အလဲလဲအကွဲအကွဲနဲ့အထိကနစ်နာမှုများစွာနဲ့ဆုတ်ခွာထွက်ပြေးနေကြရတာဖြစ်ပါတယ် ဒါဒီမရရကြောလုံးကိုထင်းချုပ်ပြီးစင်ကူကိုဆက်လက်ထိုးစစ်ဆင်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့မိုးကုတ်နဲ့မိုးမေဖြစ်ပါတယ်။မိုးကုတ်မှာပလောင်လက်နက်ကင်ပုံ DNA တွေကအပြစ်ခတ်ရစဲရေးစာချုပ်အော်တိုဘန်29ရက်နေ့ကချုပ်ဆိုလိုက်ပြီးတဲ့နောက်အခုလာမယ့်နိုဝင်ဘာ20ရက်နေ့ကပဲအကြံဖက်တွေရဲ့ပလောင်လက်နက်ကင်ပုံ DNA ရဲ့အုပ်ချုပ်ရေးရန်ရအလုံးရက်ဆိုင်ပေးခဲ့ရပါတယ်။နိုဝင်ဘာ25ရက်နေ့မနေ့ကစပြီးတော့ပလောင်လက်နက်ကင်ပုံ DNA နဲ့အပေါင်းပါတွေ PDF တွေအကြံဖက်သမားတွေအလုံးမိုးကုတ်ကနေစွန့်ခွာပေးရပြီးတော့မိုးမေမှာသွားရောက်စုဖွဲ့နေတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။ဒါပေမဲ့ မဲ့ဒီနိုဝင်ဘာ26ရက်နေ့ကျွန်တော်ထပ်မံရရှိတဲ့သတင်းအရာတော့မိုးကုတ်မြို့ထဲမှာတမတော်စစ်ကြောင်းတွေဝင်ရောက်နေတယ်ဆိုတဲ့သတင်းတွေကိုလည်းကြားသိရသလိုမိုးမိတ်မဲမှာလည်းဒီတမတော်ရဲ့ဆာယာဖာလုံးညိုကြီးတပ်ဖွဲ့ဝင်တချို့တရားနေပါရောက်ရှိနေတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။ပြင်ဒီနေ့မိုးကုတ်မြို့ထဲမှာဆိုလို့ရှိရင်လည်းတမတော်စစ်ကြောင်းတွေကမိုးကုတ်ရဲ့ဒီအဓိကအစိုးရယုံဌာနဆိုင်ရာတွေစိုက်ခဲ့တဲ့နေရာတွေရေစကန်နေရာတွေကိုတမတော်စစ်ကြောင်းတွေအဲဒီစေကနဲ့ပြန်လည်ပြီးတော့ဝင်ရောက်စုဖွဲ့တာတွေပြုလုပ်နေတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရသလိုဝါဖြူတော်ဖော်တော်လန်းစုံကနေမိုးကုတ်ကြက်ပြင်ရဲ့ဈာမရှိနေတယ်ဒီပြောင်းမြန်ရွာ ။ဒါကြောက်ဖားခိစတဲ့နေရာတွေမှာလည်းတက်မလို့စေချောင်းတွေ20နဲ့50ကျောင်းဝင်ရောက်စခန်းချနေတယ်ဆိုတဲ့တင်းတွေလည်းကြားသိရပါတယ်။မိုးကုတ်မြို့ထဲမှာလည်းအဓိကအရေးပါတဲ့နေရာတွေမှာတက်မလို့ရဲ့စစ်ကြောင်းတချို့လုံညိုကြီးတပ်ဖွဲ့ဝင်တချို့အဖွဲ့ငယ်တွေခွဲပြီးတော့လုံညိုကြီးဆောင်ရွက်နေတယ်ဆိုတဲ့တင်းတွေကြားသိရပါတယ်။ဒါပေမဲ့မိုးကုတ်မြို့ကိုတက်မလို့စေချောင်းတွေဒီအပြေးဝပြန်လည်ဝင်ရောက်လာမယ်။နိုင်ငံဝန်ထမ်းတွေပြန်လည်ဝင်ရောက်ပြီးတော့အကျွေးရန်တွေလည်းပတ်မှာကတော့လာမယ်နိုဝင်ဘာ30ရက်နေ့ဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့တက်မလို့စေချောင်းတွေနဲ့လုံညိုကြီးတပ်ဖွဲ့ဝင်တွေတချို့ကပြီးခဲ့တဲ့နိုဝင်ဘာ20ရက်နေ့ပလောင်အကြမ်းဖက်တွေရဲ့ဒီ ပလောင်အုတ်ချိုရရန်နေရဆိုင်နေနေကစပြီးတမောစစ်ကြောင်းတွေရောက်ရှိနေခဲ့ဆိုတဲ့တတင်းကိုကြားသိရတဲ့အတွက်တကယ်ကိုမှန်သက်အံ့ဩမိပါတယ်အကြမ်းဖက်တွေရှိနေတဲ့ကြားထဲကတမောစစ်ကြောင်းတွေကမုကုတ်မျိုးတွေကိုဘယ်လိုများရောက်ရှိသွားပါတယ်မုကုတ်ကိုခြေတက်နေတဲ့တမောစစ်ကြောင်းကြီးတွေရက်တန်ထားပေးမယ်မုကုတ်မျိုးကိုဝင်လိုက်တဲ့လမ်းကြောင်းနိုင်ငံတမောပြည်တော်စုတမောကမြန်မာနိုင်ငံအနှံ့ပြပေနေရပေဒေတာကိုမဆိုးရေချားမြေချားတောတွေတောင်တွေကိုဖြတ်တန်းပြီးတော့သွားရောက်နိုင်နေဆိုတဲ့အခင်းချင်းနဲ့ဆန်းဆောင်ရေကိုအခုမုကုတ်မှာမြင်တွေ့ရတာဖြစ်ပါတယ်မထင်မှတ်ထားတဲ့နေရာတွေကနေမုကုတ်မျိုးရဲ့အဓိကနေရာတွေကိုဝင်ရောက်စိတ်ဝင် က်ဆွဲထားတာဖြစ်ပါတယ်။ဒါ့အပြင်မူမိတ်မူကုတ်နဲ့မူမိတ်ဆိုတာက28မိုင်မိုင်30ကျော်အကွာဝေးရှိပါတယ်။မူကုတ်မျိုးကိုပလောင်လက်နက်ကင်တဘုံ DNA လေးကအပြစ်ခတ်ရက်စဲရေးစာချုပ်ကလွယ်လွယ်ပြောင်းပေးရမှာဖြစ်တယ်လို့မူမိတ်မျိုးလည်းပါဝင်ပါတယ်။ဒါပေမဲ့မူမိတ်မျိုးကိုပလောင်အကြမ်းဖက်သမားတွေလက်လွတ်ရမယ်ဆိုပေမဲ့ပချံလက်နက်ကင်တဘုံ KIA က NUGPP အုပ်စုရဲ့ PDF တွေအားကိုအသုံးချပြီးတော့မူမိတ်ကိုဆက်လက်ခြေကုပ်ယူထိန်းချုပ်ဖို့ကြေညာထားတာရှိပါတယ်။ဒါပေမဲ့ မနေ့ကနိုဝင်ဘာ25ရက်နေ့ညနေပိုင်းရတဲ့သတင်းတွေအရမူးမိတ်မြို့ထဲမှာလည်းတပ်မတော်ရဲတော်ညီတက်ဖွဲ့ဝင်တချို့ဝင်ရောက်ဆိုင်ဝင်နေတဲ့ရင်ကားတွေနဲ့ဖိုးဝင်းနေတဲ့ဝင်ရောက်လာတဲ့ဆိုတဲ့သတင်းတွေကြားသိရတဲ့အတွက်တပ်မတော်စစ်ကြောင်းတွေကမိုးကုတ်မြို့ရဲ့အနီးဆုံးကိုရောက်ရှိပြီးတော့နိုဝင်ဘာ20ရက်နေ့ကလေးကမိုးကုတ်ကနေတဆင့်မူးမိတ်ကိုပြန်လည်ဝင်ရောက်လာတယ်ဆိုတဲ့အခြေအနေမျိုးလိုခံမှန်းရပါတယ်။ဆိုတော့လက်ရှိဒီမိုးကုတ်နဲ့မိုးမိတ်ပြန်လည်လွှဲပြောင်းရေးအခင်းချင်းကအားလုံးစိတ်ဝင်စားနေကြတဲ့အချိန်မှာပဲ PDF တွေအကြမ်းဖက်တွေမိုးကုတ်မြို့ကိုအသေးခံတိုက်ခိုက်ခဲ့ကြတဲ့ NGB အုပ်စုရဲ့အုံချခံတွေအားလုံးခွေမောင်းတယ်လို့မောင်းထုတ်ခံရပြီးတဲ့ ောင်မိုးကုတ်ကနေမိုးမိတ်အခုမိုးမိတ်မှာလည်းမိုးမိတ်မြို့ထဲမှာဝင်ရောက်အခြေချောက်ဝင်မရဘဲနဲ့ပလောင်လက်နဲ့ကင်တပုံ DNLA ကိုတိုင်တမ်းမတော်စစ်ကြောင်းတွေလုံညုံရေးတပ်ဖွဲ့ဝင်တွေကိုလုံကြုံရေးပေးအကားအကွယ်ပေးပြီးတော့ခေါ်ယူလာရတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်ဒါကနိုင်ငံရေးအသာချက်ပါနိုင်ငံရေးမှာ soft power နဲ့ hard power ရှိတဲ့ထဲကမှလက်ရှိနိုင်ငံတော်အစိုးရကနိုင်ငံရေးကစားကွက်ကိုရွှေ့ပြီးတော့ အပြစ်ခတ်ရဲစဲရေးစာချုပ်ချုပ်ဆိုလိုက်တယ်နိုင်ငံရေးဆွမ်းအားနဲ့ soft power နဲ့ပဲဒီကြီးတစ်ချက်ဖောက်เสียမှာမလို့ပဲနဲ့အကြံဖက်တွေကိုနိုင်ငံရေးနည်းအရာဖိအားပေးနိုင်ခဲ့တာဖြစ်ပါတယ်ဒီလိုနိုင်ငံရေးအရာဖိအားပေးနိုင်ခဲ့တာကိုပဲပလောင်လက်နဲ့ကန်တဲ့ပုံတင်တဲ့အလေကတရုတ်နိုင်ငံဘက်ကနိုင်ငံရေးဖိအားတွေရှိခဲ့တယ်ဆိုပြီးတော့တိတ်ခါစဲပြောဆိုနေပေမဲ့တောင်ခမ်းကနေနောင်ချိုနောင်ချိုကနေကြောင်မဲတီဘောကိုထိုးစစ်ဆန်တဲ့အချိန်အလဲလဲအကွဲကွဲနဲ့ဆစ်ရှုံသွားကြရတဲ့အကြံဖက်အဖွဲ့တွေရဲ့ပြောစကားကရှေ့မှာတက်တည်တာရကတွေနဲ့ရှိတာပြီးဖြစ်တဲ့အတွက် ရုတ်နိုင်ငံရဲ့နိုင်ငံရေးပြည်အားလားတမတော်ရဲ့ထိုးစစ်ကိုကြောက်လန့်လို့လားဆိုတာကတော့အလုံးချိန်ထိုးကြည့်မယ်ဆိုရင်ပြင်သာမြင်သာပြီးဖြစ်ပါတယ်။ဆိုတော့ဆိုလိုရင်းကိုပြန်ဆက်ရမယ်ဆိုရင်တော့မိုးကုတ်မြို့ကလည်းတမတော်ရဲ့ရုံညိုတပ်ဖွဲ့ဝင်တချို့ဝင်ရောက်နေပြီးဖြစ်တဲ့အကြမ်းဖက်တွေနဲ့ PDF တွေစကန်ချထားတဲ့နေရာတွေကိုဆက်လက်ပြီးစကန်ချထားခြင်းရှိမရှိမိုင်းထောင်ထားခြင်းရှိမရှိအကြမ်းဖက်လုပ်ငန်းတွေတချို့တင်ပြင်ဆင်အနောက်ရှက်လုပ်ငန်းတွေပြုလုပ်ထားခြင်းရှိမရှိအတွက်ရှေ့ပြည့်အဖွဲ့တွေရောက်ရှိနေတယ်ဆိုတဲ့သတင်းကိုကြားသိရပါတယ်။ မိုးကုတ်မြို့ထဲသားမကမုံမိတ်မြို့ထဲမှာလည်းတမရရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေဝင်ရောက်နေပြီဖြစ်ပြီးတော့ပလောင်လက်နက်ကိုင်တပုံ TNL ကိုတိုင်မိုးမိတ်မှာသွားရောက်စုဖွဲ့နေတဲ့မြင်းညံဘလက်တိုက်ကာကမိုက်ခဲလို့အဖွဲ့တွေနထိုးကြီးစိုးအောင်လို့အဖွဲ့တွေနောက်ပြီးတော့သူဗရာသာကိုတက်တို့လို့အဖွဲ့တွေကအစမိုးမိတ်မြို့ရဲ့အစုံအဖျားတောင်ခြေချခွင့်မရဘဲနဲ့မောင်းထုတ်နေတယ်ဆိုတဲ့သတင်းတွေကြားသိရတဲ့အတွက်အခုဆိုရင်တော့မိုက်ခဲတို့ကိုနထိုးကြီးစိုးအောင်တို့ကိုကိုတက်တို့အဖွဲ့တွေအပါအဝင်စကိုင်းနဲ့မတရားတကြောကအညာသာတောသားတွေမြန်ရိုးစိုးမှာရှိနေတဲ့အညာသာတောသားတွေအားလုံးက မိုးကုတ်ကနေမိုးမိတ်ကိုရွှေ့နေရတယ်မိုးမိတ်ကနေမောင်းထုတ်ခံရတာဖြစ်တဲ့အတွက်မက်ဘင်းကိုသွားမလား နန်းဖက်ကရှမ်းနန်းဖက်ကကိုသွားမလားဆိုတဲ့အခြေအနေကနေအခုဆိုရင်တောင်မြင်လွတ်တဲ့ခွေးဘွားကိုရောက်ရှိနေပြီဖြစ်ပါတယ်။စပြီးတော့လာလုံးကတော့မိုးမိတ်မျိုးကိုခွဲတန်းချပြီးကြောက်တူးဝင်ရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့အာပေါင်အရင်တန်တန်နဲ့မိုးကုတ်မျိုးကိုကာကွယ်ရေးဆိုတဲ့ကောင်းစဉ်နဲ့ဒေါ်လာ၈000ကိုတော့ပတ်ကြီးရိုက်သွားခဲ့ပါတယ်။တကယ်တမ်းကျတော့နထိုးကြီးစိုးအောင်ကိုမြင်းညံဘလက်တိုက်ကကအဖွဲ့တွေကိုမတိတာယူမုန်နဲ့နေမြေကန်တပ်ဖွဲ့တွေရဲကွန်မန်ဒိုတွေရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်ရှုံးတွေနဲ့အလဲလဲအကွဲကွဲနဲ့ဆစ်ရှုံးပြီးတော့စစ်ပေးရှောင်အကြမ်းဖက်အနေနဲ့မိုးကုတ်မှာသွားရောက်ခိုးလုံနေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုဆိုရင်တော့ မိုးကုတ်မှာလည်းပလောင်ကမောင်းထုတ်လိုက်ပြီးမိုးမိတ်ရဲ့အဖျားအနာတော်မှာအခြေချခွင့်မရတော့တဲ့ PDF တွေရဲ့ဘဝကလည်းတကယ်ကိုတောင်းမြေလွတ်တဲ့ဖွေးဘဝကိုရောက်သွားပြီဖြစ်ပါတယ်ဆိုတော့အခုဒီနေ့ကနိုဝင်ဘာ26ရက်နေ့ဖြစ်တဲ့အဲလာမယ့်နိုဝင်ဘာ30ရက်နေ့မှာတမန်တော်စစ်ကြောင်းတွေနိုင်ငံဝန်ထမ်းတွေရင်နန်းလိုက်ကြီးဝင်ရောက်ပြီးတော့မိုးကုတ်မျိုးရဲ့ရန်နေအလုံးကိုပြန်လည်လဲပတ်တော့မလားတနက်တစ်ချက်ဖောက်စရာမလိုပဲနဲ့နိုင်ငံရေးတွစ်ဆုံဆွေးနွေးမှုနိုင်ငံရေးအရာဟပ်ပါဝါနဲ့ဆော့ပါဝါကိုမျှကြည့်ထားကစားခဲ့တဲ့နိုင်ငံအကြီးအကဲတွေတမန်တော်အကြီးအကဲတွေရဲ့နိုင်ငံရေးကစားမှုတွေကနေတစ်ဆင့်နိုင်ငံရေးယဉ်ကျေးမှုတစ်ခုလုံး 蒙菇。 ဖိဖိစီစီတိမ်တိမ်မွေ့မွေ့နဲ့အကောင်းဆုံးဆောင်ရွက်သွားနိုင်တာကလည်းအခုမိုးကုတ်မြို့ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့အခင်းချင်းကိုမြင်တွေ့ရုံနဲ့သိသာပြီးဖြစ်ပါတယ်။ဒါကဒီပလောင်လက်နက်ကင်တဲ့ပုံ DNL တွေဆစ်ရှုံးသွားတဲ့အချိန်အပြစ်ခတ်ရေးဆေးရေးစာချုပ်ချုပ်ဆိုပြရစီဆိုပြီးတော့ကိုကြီးမြောက်ကိုမင်းဆွေးနွေးပွဲအတွင်းခါခါရရနဲ့တောင်းပန်ခဲ့ပြီးတဲ့နောက်အပြစ်ခတ်ရေးဆေးရေးစာချုပ်ချုပ်ဆိုလိုက်တာရဲ့ဒီတလားမပြည့်ခင်အချိန်မှာဖြစ်ပေါ်လာတဲ့အခင်းချင်းပဲဖြစ်ပါတယ်။ဒီမပြုတ်နိုင်တဲ့သတင်းတွေအရတော့ပလောင်လက်နက်ကင်တဲ့ပုံ DNL အပြစ်ခတ်ရေးဆေးရေးစာချုပ်ချုပ်ဆိုလိုက်တဲ့အောက်တိုဘာ29ရက်နေ့ကနေနိုဝင်ဘာ29ရက်နေ့အထိတလ အတွင်းမိုးကုတ်နဲ့မိုးမိတ်ကိုလက်ပြောင်းပေးရမယ်ဆိုတဲ့သဘောတူညီချက်ရှိထားတယ်လို့သိရပါတယ်။ဒါကြောင့်ဒီသဘောတူညီချက်အတိုင်းသဘောတူညီချက်အရပေးထားတဲ့တလတာကာလအတွင်းနိုဝင်ဘာ30ရက်နေ့မှာကုံဆုံးမှဖြစ်တဲ့အတွက်နိုဝင်ဘာ30ရက်နေ့မှာနိုင်ငံဝန်ထမ်းတွေတက်မတော်သားတွေအပြစ်မဲ့အယက်သားဒေသခံမိဘပြည်သူတွေအားလုံးပြန်လည်ဝင်ရောက်လာကြတော့မှဖြစ်တဲ့ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။တတိယနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြိုင်းနှစ်ပတ်တယ်ဆိုရင် like နဲ့ subscribe လေးနှိပ်ထားပြီး share ဒိမြန်မာမှာတတိယနေ့စဉ်ကြည့်ရှုနိုင်ပါတယ် Erik Mja.